ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube Channel လေးကလွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါဒီနေ့ကျွန်တော်ဖတ်ပြမယ့်ဝတ္ထုတွေလေးကဆိုင်းဆရာနော်ကြောက်တိုင်ရေးသားထားတဲ့သူ့ဘုံကုကန်ဆိုတဲ့ဝတ္ထုတွေလေးဖြစ်ပါတယ်ခံစားနားဆင်ပြကြပါခင်ဗျာသူ့ဘုံကုကန်ကျွန်တော်သူ့ကိုတည်ထားမိဒီမှာကြာပြီဒီဝါလေးကိုရောက်ပြီး ရွာသူရွာသားများနဲ့မျက်မှန်တမ်းဖို့စ조사စဉ်ကလေးကသူ့ပါနေခဲ့သည်။သူ့နွားဆက်ချက်ကအချောင်းချင်စီရုံးနဲ့ထိနေတာနွားနှကောင်ကိုကျွန်တော်အိမ်လေးဘေးကဆွဲဆွဲသွားတာကျွန်တော်ကိုမကြာခဏနှုတ်ဆက်တတ်တာစသဖြင့်တတိပြုမိစရာတွေကလည်းရှိနေခဲ့သည်ကိုသူ့ရခင်တွေကဟင်းချက်စရာတိနဲ့တွေခုစုပေးလာချိန်မှာတော့ကျွန်တော်တို့တတော်ရင်းနှီးခဲ့ပါပြီ။တနေ့ကျွန်တော်အကြောင်းလေးမှလိုအပ်တဲ့အမိုက်တောင်းလေးရက်ပို့ယူလာပေးပါတယ် ကျွန်တော်မှအဲ့လိုဩလို့ကိုတမ်းမခမင်းနီးဖြာနိုင်တယ်ပေါ့ဖြာနိုင်ပါတယ်ဆရာရဲ့ဒါပေမဲ့ဟိုအရင်အကောင်းလို့တော့ပဲဟုတ်တော့မလဲဒါနဲ့ခမင်းလက်ကဝမ်းနေမှာမဟုတ်ဘူးဆိုမေးပြီးမှအားနာသွားသည်သူ့မျက်နှာအပြုံးလေးမြင်မှတက်တာရရဤပဲဟုတ်မလဲဆရာရဲ့ယူရီးယားလက်ဆောင်ပေါ့ ယူရီယာယူရီယာပြောပြီးသူပြန်သွားသည်သူ့ရှာဘက်လက်သည်လက်ဖွားနှင့်လက်မတစ်စက်သာရှိလက်ချောင်းဝေမရှိထို့ကြောင့်ရှာဘက်လက်နှင့်ဓာတ်ကင်ပြီးဘဲဘက်လက်နှင့်နီးထိုးရသောအလုံမျိုးကိုလုံနိုင်ခြင်းအတွက်ကျွန်ုပ်မှအံ့ဩရခြင်းဖြစ်သည်သူသည်လက်အင်္ကာမစုံတော်လဲဒေတာအလုံမှန်သမျှလုံနိုင်ပုံရသည်လက်ထုံရလို့ပေါင်းနှုတ်မျက်စွဲဝါခွဲထင်းပေါက် စသဖြင့်အများတန်းသူလုံနေသည်ကိုမြင်ရကြရ၏။တစင်ကန်ရသောလယ်ရိပ်နန်းရိပ်မှလွဲလျင်သူလုံနိုင်မဲထင်သည်။ဝင်းတွင်းမှမဟုတ်ဘဲထိုင်းလက်ဆောင်ဆိုရင်ကျွန်တော်မှပိုစိတ်ဝင်စားမိသည်။ထို့ကြောင့်အကြောင်းစုံလေးဆက်စုကြည့်ရန်တွေးထားလိုက်၏။တလောက်တော့ခံချောင်ကြသည့်ရွာလေးတွင်ပင်ထိုင်းမလေးရှားစင်ကာပူယောဂါတွေအတီးတီးရှိနေကြသည်ပဲ။ပြန်သူပြန်သွားသူသွားနေရွာတွင်လူဆောင်သည်ဟူ၍မရှိ။ ဇာတိဥရုဖောက်ပြန်သည်တီးနံထွန်းလုံးချသည်လိုအပ်ချက်တွေများသည်ထို့အပါနိုင်ငံသားသည်ထွက်ပေါဟုတွေး၍ဉာဏ်မိဉာဏ်ရာဉာဏ်ကြပုံရ၏ဒီဟာလွေတွင်ဘွေရပညာတတ်ဟုရမရှိထို့တိုင်ထိုင်းမလေးရှားစင်ကာပူပြန်တို့သည်ရေ၍မကုန်နိုင်ပေါ်၏ကလေးတွေကိုမေးကြည့်ရင်လဲစာဝင်အင်ဂျင်နီယာစစ်သားចောင်းဆရာဟု၍ဖြစ်လို့သူတိတ်မရှိ အများစုကထိုင်းသွားမယ်ကြီးထိုရည်စည်းတွင်ကိုတန်းမောင်လည်းမျောဖဲ့ပုံရသည်တနေ့ခလေးများ၏အဖြေလာများကိုစစ်ပြီးစာဖတ်နေစဉ်ကိုတန်းမောင်ရောက်ရည်လာသည်လက်ထဲတွင်ဖျဲသည့်တလုံးပါလာ၏ထုံးစံအတိုင်းဟောင်းပွားဟောင်းပွားနှင့်စကားဆက်သည်ဆရာကြိုက်လာတော့မသိဘူးဖျဲသည့်တလုံးဆွတ်လာခဲ့တယ်မိဖို့ချက်စင်လေးပေါ်တင်ပြီးကျွန်တော်ပြီးလာ၍ထိုင်သည်ကြိုက်ပါရဗျာကျွန်တော်ကကိုတန်းမောင်ကိုမျောနေတာ စိုးပါကိစကျွန်တော်ကိုကြည့်ရင်မိသည်ထိုင်းတွေ့ကြုံပေါ့ဗျာကိုတမ်းမောင်သွားကလေးကနေပြန်တဲ့အထိကျွန်တော်ကိုပြောပြစမ်းပါကျွန်တော်ပြောတော့ဟက်ခနေကြီးခြိုက်လိုက်လေဆရာရဲ့ကျွန်တော်ကဒါမျိုးလူရှာနေတာရွာမှာကကျွန်တော်ပြောလို့လို့ထိုင်းချောင်းဆိုဘယ်သူမှနားမထောင်ကျွန်တော်ဘူးတဟာဟာရှိမောနေသေးတယ်သူအကြီးချက်မှတိကျနာကိုစရည်မရသည် ကိုတမ်းမောင်တို့ဒီကနေသွားတော့ကိုပါသာသွားတာလားကယ်ရီနဲ့သွားတာလားဟာကိုပါသာဘယ်သွားတက်နိုင်မလဲဆရာရဲ့ကယ်ရီနဲ့ပေါ့ကယ်ရီဆိုပေမဲ့တခြားမဟုတ်ဘူးဒီွားကပဲရောက်ဘူးတဲ့သူခေါ်လို့လိုက်ရတယ်ရောက်တဲ့အထိတယောက်၅သိန်းပေးရတယ်မလုံမရခင်ထမင်းချွေးတယ်ပေါ့အလုံးရမှပြန်စားရတယ်ကျွန်တော်စီကလူတွေဒီလိုပဲသွားကြရယ်လေအလုံးလည်းသူပဲသွင်းပေးတယ်စမတ်ခါတော့ပေးရတာပေါ့ဆရာရဲ့ဘာလို့ရလဲဗျာ င်းဖနှက်စရုံမှလောက်ရတယ်။ရောက်စားတော့ဘယ်သိမလဲဆရာရဲ့စကားမတက်ဘာမတက်နဲ့ခိုင်းသမျှလောက်ရတာပဲ။အဲ၃နှစ်လောက်ကြာမှနည်းနည်းလေးလဲလာတယ်။ပတ်စံတွေပုတ်နိုင်မှာပေါ့နော်။ကျားလည်းမရောက်ဘူးတော့ကျွန်တော်တို့တွေးခဲ့တယ်လို့ပဲကျွန်တော်လည်းအဲ့လိုတွေးခဲ့တာပဲဆရာရဲ့နိုင်ငံသားသွားမယ်ပတ်စံစုမယ်ငွေပို့မယ်ပေါ့စိတ်ကူးရင်ခဲ့တာလေသူများနိုင်ငံသွားအလုပ်လုပ်ရမှာကိုပဲ ပုံထားတဲ့ပက်စံသွားကောက်ရမယ်အတိုင်းတင်ခဲ့တာတကယ်တော့မဟုတ်ဘူးဆရာကြီးပထမတစ်နှစ်လောက်ကပွဲစားကိုအကျွေးဆက်အနေနဲ့ကုန်တယ်အလုပ်ကလည်းမကျွမ်းသေးတော့အဲဝင်ငွေကလည်းမကောင်းဘူးဒီနှစ်လောက်ကြာမှအဲနည်းနည်းလေးအဆင်ပြေပြီပက်စံလေးပို့နိုင်တယ်ဒါပေမဲ့စားဖို့တောက်ဖို့နဲ့အခန်းကားနဲ့ဆိုတော့တိတ်မချင်အဲ့မှာနေစိတ်ကြီးတယ်ဆရာကြီးအလုပ်ချိန်ရောအဲဆက်ယုံကတော့ 24နာရီပေါ့နေ့ဆိုင်ညဆိုင်ဆင်းတဲ့အထက်မှာကျွန်တော်တို့ကမနေ့ငါညငါဆင်းရတယ်လက်ကောအဲ့ဒီဆေးရုံမှာပဲဖြစ်တာလားသူ့လက်ဝါးတို့လေးကြည့်ပြီးငိုင်းနေသေးသည်ခဏကြာမှတက်ပြင်းတစ်ချက်နဲ့အတူခေါင်းငိမ့်ပြ၏အဲ့ဒီဆေးရုံမှာကြီးငါးနှစ်လောက်ကြာတယ်စကားလေးလဲတက်လာလုပ်ငန်းလဲကျွမ်းကျင်လာတော့ကျွန်တော်ဆက်ကင်ခွင့်ရတယ် ပတ်စံနဲ့ပူရတာပေါ့ဆရာရဲ့ရွာအဖေအမေနဲ့ညီညမတွေစီရွှေလေးတွေဝယ်ပြီးပို့နိုင်တဲ့အထိပတ်စံစုမိတယ်။အဲ့ဒီကကျွန်တော်ပို့ဆက်သွားလားဆရာရဲ့အလောက်သိမ့်ဖို့7မိနစ်အင်းဟုတ်တယ်7မိနစ်လောက်ပဲလိုတော့တယ်ဆရာရဲ့ဒါကြောင့်ပြီးတော့မှပဲဆိုပြီးဆွတ်ထားတဲ့လက်အိတ်ကိုအရင်ဒီမဆွဲပဲထားလိုက်မိတာလေအဲ့ဒီလက်အိတ်ဖြားညက်ပြီးအဲလက်ရောပါသွားတာ တတိယပြီးခလုတ်ပိတ်နိုင်လို့ဘောမဟုတ်ရင်တကောင်စစ်လာပခုံးလားအသက်တည်တဲ့အထိတောင်ဖြစ်နိုင်တယ်သူစကားပြည့်ရသွားသည်တချိန်ကဝေဒနာကိုတွေးရခံစားနေပုံရ၏ဆက်ထရလည်းဘလို့ချွတ်တာလဲဗျဟာချောမသိဘူးဆရာရနာလုံးကိုမိသွားတာပဲတတိယတဲ့အခါစီယုံပေါ်ရောက်နေပြီလေကျော်ကြီးရောရသေးလား ဖယ်ရမလဲဆရာကျွန်တော်ကျွန်တော်တို့ကတရားတရားဝင်မှမဟုတ်တာစေယုံစေရိတော့တတိမအကြကြခံတယ်လေကျွန်တော်ကလည်းနေရက်တစ်ခါလောက်လာလာကြည့်တယ်ခမားစေယုံစင်တော့အလောက်ကဘယ်လိုလဲရွာကိုပြန်ခဲ့တာလားအင်းကမစုံတော့စေယုံမှမလုပ်နိုင်တော့ဘူးလေဆရာရဲ့ဒါပေမဲ့တတိမကကောင်းပါတယ်သူစေယုံမှကြီးနှစ်ပေါင်းများစွာလှုပ်လာတဲ့သူဆိုတော့တနာပြီးအလုပ်တစ်ခုပြီးတယ်လာစားလိုက်ရင်တိုင်းပဲဘာမှမပြင်းဘူး ကျွန်တော်လုပ်နိုင်တဲ့အလုပ်ကိုယူပြတာပါ။ဘာလို့လို့ဆရာတင်လဲ။ကျွန်တော်ကိုမေးရည်ရည်သည်။သို့တော်ရည်တန်သည်တွေ့ချောင်းလုံး၏။အသက်မဲ့ပြီးနာကျင်မှုပဲလူနေသည်ဟုခံစားရသည်။သူ့အမိကိုကျွန်တော်မဖြစ်တတ်။ထို့ကြောင့်ငြိမ်ရနေရသည်။ဖနက်လက်တဲ့အလုပ်ဆရာဖနက်လက်တဲ့အလုပ်။ဗျာ။ ဘာလဲဗျာဖက်လက်လက်တဲ့အလုပ်ဆိုတာအတေးဆန်းဆိုတော့ဆရာနားရှုပ်သွားပြီးထင်တယ်ဒီလိုကိုဆရာရဲ့ကျွန်တော်တို့တတိမကစက်ယုံကိုတစ်နေ့တစ်ခါအမြဲလာတယ်စက်ယုံတွေဝင်ရင်စီးလာတဲ့ဖက်နှက်ကိုစက်ယုံဝါမှာချွတ်တယ်စက်ယုံတွေစီးရဖက်နှက်ကိုပြောင်းစီးရပေါ့အဲ့ဒီသူချွတ်ထားခဲ့တဲ့ဖက်နှက်ကို သူ့ပြင်ရင်အစင်သေးဖြစ်အောင်ကျွန်တော်ကဖနက်ဦးလေးပြန်လဲပေးထားရတယ်။အဲ့ဒီလောက်အဲ့ဒီလောက်အစတော့ပတ်စံလေးရကိုလဲလုံနိုင်ဘာမှမပင်မဆိုပြီးဝန်တာတော့ဝဆရာရဲ့ဒါပေမဲ့၄၅၆လာကြရကျွန်တော်ကောင်းတဲ့အတူတွေဝင်လာပြီဗျဒီမိမဟာတေဖုံးခံကြီးပါလား တကယ်ဆိုကိုချွတ်ထားတဲ့ဖက်နဲ့ကိုဘာသာစီးပြီးပြန်လဲလို့ရတာပဲအခုတော့ဝန်ထမ်းနဲ့တောင်အငားထားနိုင်ပါလားဆိုပြီးမခံချင်းတလူလူမနာလူတလူလူဖြစ်လာတယ်ပြီးတော့ကိုကံကိုလည်းတဲဆိုးပါလားလို့တွေးတယ်စင်းရဲချက်တဲလို့ဒီပြည့်ရချာထွက်လာလက်တဖဲပြက်နောက်ဆုံးမိမတယောက်ရဲ့ဖက်နဲ့ကိုဥပြန်လက်ပြီးတဲ့ဘဝပါလားလို့တွေးပြီးရှက်လာပြီးဒါကြောင့်ပက်စံတွေဘာလဲမမြင် အနေချောင်းနဲ့မချောင်းနိုင်လည်းမစင်းစားတော့ပဲသူ့ဘုံနဲ့ကိုယ်ကံအချောင်းတွေးပြီးကိုယ်နိုင်ငံပြင်ခဲ့တာပဲဆရာကြီးကဲကျွန်တော်ပြန်ဦးမယ်စကားရှိကြီးပြောပြီးရုတ်တရက်ထပြန်သွားသည်ကျွန်တော်မှငြီး၍ကျန်နေခဲ့ရ၏အနေချောင်းနာမချောင်းနာအတာထားသူ့ဘုံနဲ့ကိုယ်ကံအချောင်းတွေးပြီးမြန်မာနိုင်ငံကိုပြင်ခဲ့သည်တဲ့ကျွန်တော်တို့ကံကြမ္မာတွေဒီနေ့အထိညံ့နေတော့လားတွင်းရင်အပြေး ဆန်နေမိပါသည်လေ။နော်စတဲ့ဖပြမယ်ဝိထုတို့လေးကဆိုင်ဆံမှုချေရည်သားထားတဲ့အချိန်လွန်နောက်တာဆိုတဲ့ဝိထုတို့လေးကိုကျွန်တော်ဖပြမှာဖြစ်ပါတယ်။ခန်းစားနာဆင်ပြချပါခင်ဗျာ။အချိန်လွန်နောက်တာစာတီးဦးကလည်းတတိတခြားပူလာလိုက်တာအရှင်လက်လက်ငရေကြနေသလားမှတ်ရတယ်။ဘယ်အချိန်ကလေးကထွက်ချင်နေမှမသိတဲ့ချွေးကလည်း နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ရည်စည်းချောင်းပေါ်မှာစီးကျထွက်လာပါပဲ။ဒေါ်ကြီးတင်တယောက်ကတော့ဓာရီထွက်မတွက်နိုင်ပါဘူး။မိဖို့ထဲမှာချက်ပြုတ်နေရတယ်။ဒေါ်ကြီးတင်ကအသက်60ကျော်လောက်တော့ရှိပြီ။သူ့အမျိုးသားဆုံးပြီးကလေးကဒါဖြစ်သူနဲ့အတူနေကြတယ်။ဒါဖြစ်သူအလုပ်သွားချင်းဆိုရင်အိမ်မှာဒေါ်ကြီးတင်ချွေးမနဲ့မိနေအောင်ကြံနေခဲ့တယ်။ ဒေါ်ကြည်တင်ကတော့တအိမ်လုံးစားဖို့မိဖို့ကြောင့်ဝင်ရတန်ရှင်ရေလို့ရမိနေရကိုထင်းရနဲ့အလုံးနဲ့လည်းမပြတ်ပါဘူးရွှေမဖြစ်သူကတော့ဇာလန်တွေလေးကြည့်လိုက် Facebook လေးတုံးလိုက်နဲ့စီးစိမ်အပြေဝါခန်းစားနေရတယ်ဟာအမေဟင်းကလည်းငြင်ကြည့်နေရပဲတမီတူတူရှိမှန်သိလို့တမီလောက်တာမလားမဟုတ်ရပါဘူးတမီရဲ့အမေစားထက်ပြီးတော့မိပြီးထတ်ထဲမိလိုက်လို့ပါ က်ပြီးသားကိုထက်တရအောင်အမေအုံတော့ကပုံမှန်မဟုတ်တော့ဘူးလားပြောရင်လည်းမချိုလိုလုံးနဲ့ဖြစ်အောင်မယ်ဖော်စီပါစီနေပြောဆိုပြီးစောင့်ကြည့်အောင်ကြည့်ထွက်သွားလိုက်တာအိမ်အောင်ပြုတ်ကြမတဲ့မချိုကရောက်ခမောက်တခါမှပြေးပြေးလဲလဲပြောဆိုဆက်ဆံနေမရှိချက်ပြုတ်ပြီးတော့မချိုနဲ့မိတွေစားတော့ကိုပြင်ဆင်ပေးသူတို့စားပြီးမှပဲဒေါ်ကြီးတင်တစားရတယ်စားပြီးပြန်တော့သူတို့စားတော့သွားတဲ့ပကံတွေကိုစီးချောက်ဖို့ပြင်ရပြန်တယ် တာဖြစ်သူကမနေ့အစောကြီးအလုတ်သွားညနေမှပြန်လာဆိုတော့အိမ်မှာဘာတွေဖြစ်နေလဲဆိုတော့သိမှာမဟုတ်။ရာဒီသူကပူရောက်အရတဲ့အထဲနင်တို့ကိုလိုက်ထိနေရတယ်။သွား။နင်တို့ဖားစီသွား။မေးဒီမှာအမေမင်းနီယောက်ခေါ်ပါအောင်။ဒေါ်ကြီးတင်ပကံစေးနေတော့မင်းနီယောက်ကိုလမ်းခေါ်ရတယ်။မချူကတော့တနေ့တနေ့အလားလေးပြင်လိုက်ဖုန်းလေးပို့လိုက်တဲ့အချိန်ကုန်နေတာ။ ကို့သားသမီးကိုလည်းအချိန်မပေး။သွားခြင်းဟာသွားစားခြင်းဟာစားကို့လက်ကလွတ်ပြီးတော့ထားရမျိုးပါ။ဒီလောက်ပူပြင်းနေတာကိုနေဘူးတဲ့ထွက်ဆော့လို့ပူပန်ရကောင်းမှမသိ။ဆုံးမပြည့်ပြင်ခြင်းလည်းမရှိဘူး။ဒေါ်ကြီးတင်လည်းဒီကလေးနီးယောက်ကိုပြောလို့မနိုင်ဘူး။ကလေးတွေကိုဆုံးမတော့လည်းမချူဝမချိုက်။ကလေးနီးယောက်ကစီးမဲ့ကမ်းမဲ့နဲ့ကဲကျင်တိုင်းကဲနေတာ။ချောင်းခွမ်းဟက်ကလေးတွေ ီမှာပကံနေကြခွဲကုန်ပြီဒေါ်ကြီးတင်ကရေစီမှာပကံနေဆေးပြီးလို့မိဖို့ရဲပြန်ဝင်လာတယ်ကြီးကြီးကောင်ကပြေးဝင်လာလို့ရှောင်းလိုက်တာကိုကြခွဲကုန်တယ်ဘာဖြစ်တာလဲဒီပကံလေးအောင်နေအောင်မကင်နိုင်ဘူးလားအမေရဲ့မချူကအတန်နေကြလို့ဒေါ်ကြီးတင်အနာရောက်လာတယ်အမေလက်ချော်သွားတာတမီးရဲ့ဟွန်းအမေကပြောလိုက်စင်ကြေးကြီးပဲဒီပကံတစ်ချက်ဘယ်လောက်ရှိရဲ့ထင်လဲ ပတ်စံကရှာတိုင်းရတာမဟုတ်ဘူးအမေရဲ့အေးပါသမီးရဲ့နောက်ဆိုအမေတတိထားလုပ်ပါမယ်ဒေါ်ကြီးတင်ကပကံကွဲတွေလိုက်ကောက်နေချိန်မှာတားဖြစ်သူ အလုတ်ကပြန်လာတာနဲ့ဂျုံသွားတယ်အမေပကံကွဲတွေလက်ရှာကုန်လိမ့်မယ်ဘာလို့ကိုယ်တိုင်လုံနေရလဲမချွေဒီမှာပကံကွဲတွေလာရှင်းစမ်းမအောင်အမေကိုယ်တိုင်လုံနေလို့ဒီမဲ့ကိုထွန်းနိုင် ရှင့်အမိချောင်းကွဲတာသူ့ဘာသာရှင်းလိုက်မယ်ကျမကတော့မရှင်းနိုင်ဘူးဒီမိမကတော့ကွာအမိထားလိုက်တားရှင်းလိုက်မယ်ရပါတယ်တားရဲ့အမိဘာမှမဖြစ်ပါဘူးနနနီသွားနေပါအမိရဲ့တားလုလိုက်ပါမယ်တားဖြစ်သူပြောလိုက်တဲ့စကားကြောင့်တော်ကြီးတွေမျက်နာရှင်ပြသွားသည်တားရဲ့စကားသံလေးကြားရုံနဲ့ပီတိဖြစ်နေတာတော်ကြီးတွေဘက်မှတားဖြစ်သူရှိနေလို့တော်သည်သည်အမေကလည်းဗျာခလေးကြီးတွေစွန့်နေတာကိုမပြောဘူးလားဗျာ အမေလည်းအိမ်လုပ်တွေလုပ်နေတာနဲ့သတိမထားမိဘူးတာရဲ့မချို့ရေမင်းကလေးတွေလာကြည့်အောင်တကောလုံးရွှဲဆိုနေတာပဲမင်းလည်းဒီဖုန်းနဲ့အချိန်ကုန်နေတော့တာပဲတကောလုံးရွှဲလဲအဝိစာလေးပေးလိုက်ပေါ့ရှင်စကားလုတ်ပြောနေတယ်မင်းဟာကပြီးဆိုတဲ့နိုင်လိုက်လားနိုင်လေလားကွာနေမကောင်းဖြစ်ချေဖျားချင်နာချင်နဲ့ဆိုမတွေးမိဘူးလားရှင့်မင်းနဲ့ထားထားတာပဲတော့အမေကအိမ်လုပ်တွေနဲ့မအားဘူး မင်းဟာကလုံလုံးနေကွာတော်ပါတော့သားရဲ့အမိမားတာပါ အမိတတိထားမထားမိလို့ပါသားရဲ့ထုံးနိုင်ကမင်းမလေးသူကိုပြန်မလန်နိုင်ကိုထနိုင်ပြ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 နဲ့ဘေးတွေနဲ့ဆေးမှုလေးပါလာတယ်ဒေါ်ကြီးတွေနေမကောင်းဖြစ်နေလို့ပါကိုထနိုင်ဘသူပါဖြစ်လို့လဲဗျအမိနေမကောင်းလို့ကိုလာဖေးပန်းပန်းရှင်ချက်ပန်းတာပြန်ဖြစ်နေတာဟုတ်လားလာကြည့်အောင်ပါ တဖက်ချံကကိုလားဖေကလမ်းမင်းရင်ကိုထွန်းနိုင်အိမ်ဖက်ကူးလာတယ်။တနေ့တနေ့အိမ်လုံးတွေနဲ့လက်ပန်းလုံးတွေကတော့ခြေကုံလက်ပန်းကျလာရောပေါ့။တို့ကြီးတွေနေမကောင်းတော့လဲတမျိုးကောင်းပါတယ်။နန်းနန်းနန်းနိနိနေရတာပေါ့လေ။ကိုလာဘီယာဒေါ်ကြီးတင်ရဲ့အခြေအနေတွေကိုမြင်တွေ့နေကြဆိုတော့တကူရဲရေရွနေမိတာပါကိုလာဘီလာပြန်ဒီမော်တဲ့ဟုတ်ကဲ့ကိုထင်တယ်အမကြီး ဒီမဲ့ဘေးအိမ်ကကိုလာပြေးလာရင်တက်တာရလာတော့ကြည့်တယ်ဘလို့နေသေးလဲတက်တာပါတယ်ငါတူရင်ကျမရေးတဲ့ view ဆန်ကိုတို့ကြည့်တယ်အလုပ်လည်းနာနာနေလို့ပေါ့တို့ကြည့်တယ်ကိုတွေ့ရမြင်ရတာစိတ်မချမ်းသာပါဘူးဗျာကိုလာပြေးရစိတ်မချမ်းမြည်တဲ့အတန်နဲ့ထုံးနိုင်ကိုပြောပြအောင်ပြောလိုက်သေးသည်စေမှုကလိုအပ်တဲ့ကိစ္စတွေလုပ်ပေးပြီးပြန်သွားသည် ကိုရိုနာရေခလေးတွေလာခေါ်အောင်ဒီမဲ့ရှင်တို့စားဖို့ချက်လုပ်နေရတာကိုလာပြီထိုင်အောင်ဗျာကျွန်တော်ကလေးတွေတွားခေါ်လိုက်အောင်မယ်လောက်ဆာရှိရလောက်ပါဗျာကျွန်တော်လည်းလောက်ကိစ္စလေးရှိလို့ပြန်အောင်မယ်ဒါပြီကျွန်တော်နောက်နေမှာလာခဲ့မယ်နော်ကျွန်တော်ပြန်ခွင့်ပြုပါအောင်အေးပါခွေတော်ကြီးကြီးနေမကောင်းဖြစ်နေလို့နေ့တိုင်းချက်ပြုတ်နေရတော့မတ်ချိုတယောက်ညဉ့်ညင်စားပြုတ်လာတယ်ကိုထွန်းနိုင်ကလည်းအလုပ်တစ်ဖက်နဲ့အမေကိုတိတ်ပြီးမဆိုင်နိုင်ဘူးတအိမ်လုံးကအလုပ်ကြီးပဲ ိမ်သက်ရေးလဲငါပဲတအိမ်လို့မြို့ဖို့စို့ဖို့လဲငါပဲချက်ရတာမချုပ်မင်းပဲလို့ပြောလိုက်တာလေမင်းကွာစင်ကြားတဲ့အတိုင်းပဲလေတည်ကြားတဲ့လူမမာစားချက်ရသည်တည်မာဖြစ်လဲမင်းများတည်တာမဟုတ်ဟာတည်မင်းမတော့ကွာရှင်းရချက်မရိုက်ချင်သေးတာလားရိုက်ရင်ရိုက်ကြည့်လေဟာကွာထွန်လိုက်စိတ်တို့တော်ပြီလက်နဲ့ရွှဲလိုက်တယ်မချုပ်လို့ပုံကအရင်ရိုင်းလို့နေတာဟုတ် ော်ကြီးတင်ချက်ပြုတ်ချွေးနေတုန်းကဘာတမ်းမှမကြားရဘူးမိဖို့ကြောင့်လည်းခဏဝင်ရတာကိုပြောလို့မဆုံးဖြစ်နေတာတော်ကြီးတင်လည်းမသက်သာတဲ့အပြင်ပိုဆိုးလာတယ်အလုပ်ပြင်မဲ့တဲ့တန်နဲ့ရာသီဥတုရံပေါင်းပြီးနည်းလည်းမထူနိုင်အောင်ဖြစ်နေတယ်တော်ကြီးတက်တာရလားထုံးနိုင်အလုပ်ကပြန်ရောက်ချိန်မှာကိုလာဖေကလူမမမိဖို့ရောက်လာတာပါတော်ကြီးတင်ခေါင်းလေးပဲညှိပြနိုင်တယ်ကိုလာဖေထိုင်ပါကျွန်တော်အမေကိုဆေးတိုက်ဖို့လုပ်လိုက်အောင်မယ် လုတ်ပါလုတ်ပါလုတ်လို့အမေစေးတောက်လို့ရအောင်ဒီစံပြုတ်လေးအရင်တောက်လိုက်နော်အမေကြောင့်ဒါတော့အလုပ်ပုံနေပါမယ်အမေဘာမှမစားချင်ပါဘူးခွဲတော်ကြီးတင်ခင်ဗျာလေးတန်လေးနဲ့တိုးလျရတာပြောနိုင်တယ်အလုပ်မှုပို့ပါဦးအမေရဲ့တောက်လိုက်နော်ဒါလေးတောက်မှစေးတောက်လို့ရမှာစေးတောက်မှအမေနေကောင်းမှာပေါ့တော်ကြီးတင်မြေလုံးအိမ်ထဲမှာမြေရဲ့အဝိုင်းသားနဲ့ တာဖြစ်သူရဲ့မျက်နှာကိုမျောလင်းချက်အပြစ်နဲ့ကြည့်နေတယ်။ဖြူလော်လော်ဖြူလျော်နေတဲ့သဘင်သူ့ချင်နေတဲ့ပါးပြင်နဲ့ဒေါ်ကြီးချင်းအတော်လေးယောက်ချနေပါပြီ။ကိုလာဖေလည်းမြင်ရတာစိတ်မချမ်းသာဘူးနဲ့ခေါင်းတစ်ခါခါဖြစ်နေတယ်။ဒေါ်ကြီးချင်းဒီလောက်ဖြစ်နေတာကိုမတ်ချုပ်ကရှောင်ပဲပဲလုံနေတယ်။နောင်လေးလောက်နေတော့ဒေါ်ကြီးချင်းဆုံးမသွားတယ်။ကိုလာဖေလည်းကူညီရရာကူညီဖို့ရောက်လာတယ်။ ထုံနိုင်ကတော့အမိဖြစ်သူနာမှာရှိုင်ကုန်နေတယ်။တရားနဲ့ဖြစ်ပါကိုထုံနိုင်ရဲ့ခမားငုံနေလို့လဲတေတဲ့သူကပြန်ရှင်လာမှာမဟုတ်တာ။ကျွန်တော်အမိအပေါ်မှာတာဝန်မကျေခဲ့ဘူးဗျာ။အမကြီးလက်ရင်ခဲ့တယ်။အဲ့လိုလဲပဲဟုတ်ပါမလဲဗျာ။ကျွန်တော်ဘက်ကအများကြီးလို့အက်ခဲ့တယ်ဗျာ။ ကျွန်တော်မိမအမိအပေါ်မှာမတိတတတာတွေအများကြီးရှိမယ်ကျွန်တော်တိပြီမှမပြောခဲ့ဘူးမိမကိုပဲဦးစားပေးခဲ့မိတယ်ဒါတွေကိုထုံးနိုင်ဆွေးကြည့်ခဲ့တာတိတိခဲ့တိတိခဲ့တယ်လေကျွန်တော်တော့ရနေပါပြီဗျာထုံးနိုင်တယောက်အချင်းတွေလုံးမှတော့ရနေမိတယ်အခုမှအတိတရားရလဲဘာမှထူးမလာတော့ပါမိဘဆိုတာအကောင်ဆုံးတန်ဖိုးအကြီးမားဆုံးအရာတွေကိုထားခဲ့ပြီးတယ် ဖျောင်းနိုင်ပြီလို့ပဲအဆက်မပြေကိုကိုကိုလောင်ကျွမ်းပြီးသားသမီးတွေကိုအလင်းရောင်တွေပေးတက်ကြတယ်။ကျွန်တော်တို့စီကသူတို့ပြန်လို့ချင်တာကတကယ်မများမများပါဘူးဗျာ။အမေဒီနေ့နေကောင်းလား။ထမင်းစားပြီးပြီလားဆိုရဲရှိုးရှင်းတဲ့စကားတန်လေးပါပဲ။ကိုလာဖီရဲ့တရားချတဲ့ကြောင့်ထွန်းနိုင်စီကငိုဆိုင်တန်ကပူကျဲသွားတော့ဒီ ကဘာမှရှိသောတာသမီတိုင်းအချိန်လုံးမှ နောင်တမရစေလိုသောဆန္ဒဖြင့်ပြီးပါပြီခင်ဗျာအခုလိုငါဆင်ပြီးခဲ့တဲ့ခြေဆုအထူးပဲတင်ရှိပါတယ်ကောင်းမှုသောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းရင်းနဲ့ပဲနောက်ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာကျွန်တော်တော့ဖြစ်ပါ